အဒီနေ့တော့ကျွန်တော်တို့ရဲ့ manifesto မှာပါတဲ့အထက်ကလည်းကြာနေတဲ့ကိုပစီစဉ်တို့ကြာစင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့ဟိုဖြစ်ဆွဲပြောနေမှာကိုစဉ်တို့ကြာစင်းရင်တွေ့နံပါတ်၁လောက်ရမယ့်ချက်ကကိုစီစစ်စစ်မှုကိုမှန်ကန်မြန်ဆန်စေဖို့ဟာတာဖြစ်နေတဲ့အရာအလုံးကိုကျွန်တော်အလုံးကိုဖယ်ရှားရှင်းလင်းပြစ်ပါမယ်အဒီလိုလုပ်လိုက်လို့ရှိရင်ကိုစီစစ်စစ်မှုတွေကြံ့ညာနေတယ်အပေါ်ကိုကြမှုတွေရှိနေတယ်ဒီကိစ္စတွေမှာယုံနဲ့တတ်တာသွားပြီးတော့ကိုစဉ်တို့တင်းတင်းကြာစင်းကိုအထောက်အကူပြုမယ်လို့ယုံကြည်ပါတယ် ။အော်ဒီနေရာမှာပြောစရာရှိတာကဒီလိုလုံးလိုက်လို့လူညွေးရလက်ဟာမှုရှိတယ်ဆိုရင်ကျွန်တော်တို့ကဒီလိုနေရာဒီမှာ X-ray check machine လို့ခေါ်တာပေါ့။ဒီ X-ray check machine ကိုကားစီးဖြတ်သွားလိုက်အောင်နဲ့တည်ယူပို့ဆောင်ရေးရှင်းတစ်ခုဖြတ်သွားလိုက်အောင်နဲ့ကျွန်တော်တို့ဒီတရားဝင်တရားမဝင်ပစ္စည်းတွေပါရှိချင်းရှိမရှိစစ်ဆေးနိုင်တဲ့ဟာမျိုးကိုအစားထိုးပါပါ။ဒါတွေတော့အရေးကြီးတဲ့နေရာမှာကျွန်တော်ချားထားမှာပါ။ဒါကြလို့ဘဏ္ဍာငွေရခက်ခဲရှိတယ်ဆိုလဲအရေးကြီးတဲ့နာတနေရာနေရာမှာထားကျန်တော့ဘိုးပိုင်းနဲ့လုသွားလို့ရှိရင်ဒါအဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။နောက်ဒုတိယချက်ကတော့ဖြစ်တဲ့ဖြစ်ထိုက်တဲ့ဈေးနှုန်းနဲ့ မကြော်စောင့်ကြထင်သည်ဥပဒေများတက်ထမ်းပြီးတော့ဒီရန်တရားကိုစုဖွဲ့မှုတစ်ခုနဲ့ထိကြောင်းတဲ့လုပ်ငန်းစဉ်ကိုကျွန်တော်ဆောင်ရွက်တာမှဖြစ်ပါတယ်တတိယလုံတဲ့တဲ့လုပ်ငန်းတစ်ခုကတော့ဒေတာလိုက်ပေါ့ကြည့်ပါလေလိုက်ဆက်ဆက်လမ်းပန်းဆက်သွယ်ရေးတွေကောင်းမွန်လာအောင်ဆောင်ရွက်ပေးဖို့လိုပါတယ်ဒါကုန်စည်စစ်ဆေးမှုစံစည်ရေးကိုများစွာထောက်ပံ့ဖြစ်နိုင်တယ်လို့ယူဆပါတယ်နောက်ချက်ကတော့ဒီကုန်စည်တည်ပို့မှုစနစ်တွေကိုပုံပုံကျကျပြတ်ပြတ်ဆောင်ရွက်နိုင်ဖို့အတွက်တာနာနဲ့သုံးမယ်တို့မြစ်ထားလောင်းကိုလည်းသုံးမယ်ရေချောင်းလောင်းကိုလည်းသုံးမယ်ဆိုရင်ပို့ပြီးတော့ကုန်စည်များများစားစားနဲ့များများစားစား လိုအပ်တဲ့နေရာကိုရောက်မယ်ဆိုရင်ကိုယ်စင်းတော့အကျိတ်တွေကြာဆင်းသွားမယ်တဲ့ပေါ်ဖြစ်ပါနောက် တစ်ချက်ကပြည်ရင်းသုံးဆွဲမှုနဲ့ပြပထုတ်ကုန်တွေအတွက်ဖောက်ကူပြနိုင်တဲ့စိုက်ပျိုးမှုမြေခန္ဓာကိုစနစ်တကျကြေကြေပြတ်ပြတ်အောင်သွားဖို့စီမံမှာနောက်တစ်ခုကစိုက်ပျိုးပိုင်းမှာတို့စပားတို့ပဲတို့နေကြတို့နောက်ရှိထွက်သိနာတို့အဲ့ဒီပစ္စည်းတွေကိုတုံးလုံးနေနေလေးနဲ့တချစ်စက်စနစ်နဲ့ဆောင်ရွက်ပါမယ်တစ်နှစ်အတွင်းမှာတုံးလုံးနေနေနဲ့နိုင်ငံတော်ဆိုတာခြေပြင်မယ်ပြီးရင်ပြန်ဆက်မယ် အဲ့ဒီစနစ်နဲ့စိုက်ပျိုးရေးလုပ်ငန်းများတပိုင်းတပိုင်းပြုလုပ်တဲ့လုပ်ငန်းတွေလူတွေများအတွေ့နိုင်ငံတော်ဆွဲထောက်ပံ့မှုနဲ့ဆောင်ရွက်တော်မှာဖြစ်ပါတယ်။အလားတူပဲဝိမျိုးကဏ္ဍမှာကြက်တို့ဘဲတို့စိတ်တို့ဝက်တို့စသည်ဖြင့်ဒီလိုတိရစ္ဆာန်တွေကိုလည်းနိုင်ငံတော်အစိုးရဘက်ကချင်းဝေကိုနှစ်ချင်းဆက်အတုံးလုံးနဲနဲလေးနဲ့ထောက်ပံ့ပေးတဲ့စနစ်ဆက်ပြီးရင်ပြန်ချေးတဲ့စနစ်အဲ့လိုစနစ်မျိုးနဲ့စိုက်ပျိုးရေးဝိမျိုးကဏ္ဍကိုဖွံ့ဖြိုးတိုးတက်လာအောင်ဒေသတွင်းပူလုံလောက်အောင်လို့စီမံဆောင်ရွက်တော်မှာဖြစ်ပါတယ်။တစ်ဖက်ကလည်းစက်မှုသိနိုင်လေလို့ခေါ်နိုင်တဲ့ ဟို rubber ပေါ့ဗျာကာတာတွေထုတ်လို့ရနိုင်တယ် rubber တွေနောက်ခြေတွေတွေထုတ်လို့ရနိုင်တယ်ဝါတွေနောက်ဒီစက်ကူတို့ပြော့ပတ်တို့ထုတ်လို့ရနိုင်တယ်ဝါတွေဒါတွေကိုအထူးကြတဲ့စက်မှုသီးနှံအဖြစ်သတ်မှတ်ပြီးတော့ထုတ်လို့လာနိုင်တဲ့အဆင့်အထိကျွန်တော်နိုင်ငံတော်အစိုးရထောက်ပံ့မှုနဲ့ချင်းဝင်စနစ်နဲ့ဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ပြည်တွင်းမှာဖူလုံလောက်ကမှုနဲ့ပြည်ပကိုတင်ဖို့နိုင်ဖို့အတွက်ပြည်တွင်းမှာဇုံတွေပေါ့နော်အသီးနှံဇုံတန်းကားဇုံ rubber ဇုံဝါဇုံစသဖြင့်ဒါတွေကိုကြည်ကြပြတ်ပြတ် ဇုံလိုက်ဇုံလိုက်စိုက်ပျိုးနေတဲ့စတူကိုကျွန်တော်ကောင်းတဲ့ဖော်မယ်။အဲ့ဒီအတွက်လိုအပ်တဲ့သွန်ရစုတွေကိုအကောက်ခွန်လုံးတက်တက်တာတာနဲ့ဖြစ်အောင်ကျွန်တော်စီမံဆောင်ရွက်ပေးမယ်။လိုအပ်တဲ့ကွန်ပျူစီကိုပဲကျွန်တော်တွင်းမယ်။မလိုတာကိုကျွန်တော်မတွင်းဘူး။အဲ့ဒီကထွက်တဲ့ပုံကျော်တွေကိုပြပောက်ကိုပြန်နဲ့တင်ဖို့တဲ့လုပ်ငန်းနဲ့ပြည်တွင်းမှာအစီအွားရေးလုပ်ငန်းတွေအဆင်ပြေချောပေးလအောင်ကျွန်တော်စီမံဆောင်ရွက်သွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့လူမှုစီးပွားတက်ရလုံးဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကတော့ဒီကွန်တိုရေးမူဝါဒ၊ဘာနာရေးမူဝါဒ၊ငွေကြေးမူဝါဒ၊ကွန်ကောင်းတဲ့ပတ်သက်တဲ့အမူဝါဒ နိုင်ငံဝင်လဲလဲနှုံးနဲ့ပတ်သက်တဲ့မူဝါဒဓာတ်ဒီအလုံးကိုပြန်လဲဆက်စစ်ပြီးတော့အားလုံးကလုတ်တာကင်တာဖြစ်တဲ့အခြေအနေမျိုးဖြစ်အောင်ဓာတ်ဒီချင်းဖြင့်တစ်ဖက်ကကုန်စည်စင်းလုံးကြတယ်လို့တစ်ဖက်ကလည်းလူမှုစီးပွားပွားတစ်ခုလုံးပြေပြိုးတွတ်တဲအောင်ကျွန်တော်ဆောင်သွားနေတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ